70 TV ရဲ့ The Best Beauty Tips ပိတ်သက်ကြီးမင်္ဂလာပါရှင်။ဒီနေ့အားလုံးပဲစတားကိုစိတ်လှုပ်ရှားစွာစောင့်စားနေတဲ့ February 14ရက် Valentine Day two special အစီအစဉ်တွေနဲ့မိတ်ကပ်ပြင်ပြသွားမှာဖြစ်ပါတယ်။အခုဒီလိုမျိုး two special အစီအစဉ်မှာလင်းပြသွားမှာကတော့ Bella ရဲ့ Valentine Day collection ဒီ cushion လေးနဲ့ဖြစ်ပါတယ်။ဒီဘက်ကပန်းရောင်အဖြော်လေးကတော့ color 20ပါ။ဒီဘက်ကပန်းရောင်အရင်လေးကတော့ color 30ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး Valentine Day မှာလှလှပါပါနဲ့ကိုကိုကိုယုံကြည်မှုရှိရှိနဲ့တနေ့ကုန်လမ်းဆန်းတက်ကြွပြီးတော့အားလုံးရဲ့အရှိမကိုယ့်ရဲ့ချစ်သူခင်သူတွေအရှိမဘလိုမျိုးလှနေမလဲဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ပြင်ကြည့်အောင်ဒီနေ့နဲ့ကျွန်တော်မှာဆောင်းရရှောင်းရအချက်ကလေးတွေလည်းပါတဲ့အတွက်ကြောင့်မို့လို့အဆုံးအထိကြည့်ပေးပါအခု make up စာလိမ့်တော့မှာပါ မိကစားလေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနပြောပြသွားတဲ့ဒီ Ballet ရဲ့ Valentine Special Edition လေးတွေကိုအယောင်ခွဲပုံခွဲနည်းလေးပြောသွားပြပါပြီ။အဲ့တော့ကျွန်တော်ကတော့အယောင်30တုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပန်ယောင်ဘူးအရင်လေးကိုတုံးမှာဖြစ်ပါတယ်။ ဲ့တော့ဒီလိုမျိုးလိမ့်ပြီးသွားတဲ့အခါမှာအစီပြန်တဲ့အသားရည်ရှိတဲ့လူတွေအတွက်ကိုတော့ကျွန်တော်ကအပေါ်ကနေပြီးတော့ပေါင်ဒါလေးတစ်ချက်တော့ပုတ်သွားစေခြင်းနဲ့ပေါင်ဒါလေးတောင်းတဲ့အခါကျတော့ကိုယ့်ရဲ့ဒီအစီပြန်တတ်တဲ့နေရာလေးမှာကိုကအဲ့ဒါလေးတွေကိုထည့်ထားရင်အစီတစ်ခါတည်းဆုပ်ယူပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ခဏလေးနဲ့အစီပြန်တာလေးကွက်တာလေးကိုကာကွယ်ပေးပြီးသားဖြစ်မှာပါဒီလိုမျိုးမိတ်ကပ်တွေလိမ့်ပြီးတော့လှနေဖို့အတွက်ကိုယ့်ဘက်ကလည်းကြိုတင်ပြင်ဆင်မှုတွေလိုအပ်ပါတယ်အဲ့ဒါတွေကတော့တညမှာ အဲ့ချိန်လုံလောက်စွာရှိဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်လည်းဒီလိုအဲ့ချိန်မတိုင်ခင်မှာကိုယ့်ဘက်ကနေပြီးတော့လိမ့်ထားတဲ့မိတ်ကပ်တွေဖြတ်မယ်စကင်ကဲလေးတွေကောင်းကောင်းသုံးမယ်အဲ့ဒီခါမှနောက်တစ်ခေါက်မနှက်ပြန်မနှက်အိပ်ရထားတဲ့အခါကျလို့ရှိရင်ကိုယ့်မျက်နှာလေးကလန်းလန်းဆန်းဆန်းနဲ့အေးရေးလေးပဲဝါတယ်မျက်နှာလေးလည်းကြည်ကြည်လင်းလင်းလေးဖြစ်နေမှာဖြစ်ပါတယ်အခုဆိုရင်တော့မျက်ခုံးမေးစာဆွဲမှာဖြစ်ပါတယ်မျက်ခုံးမေးစာဆွဲဖို့အတွက်အကြံဉာဏ်ပေးစင်တာကတော့ မျက်ခုံးအရောင်ကိုကိုယ်စပင်အရောင်နဲ့တတ်နိုင်သမျှအနီးစပ်ဆုံးအရောင်ပေါ့နော်တကယ်လို့အညူအောင်ဆိုးထားလို့ရှိရင်လည်းအညူရအမဲအောင်ဆိုးထားလို့ရှိရင်လည်းမိခိုးရောင်လိုမျိုးဆိုးတတ်ပါတယ်ရှောင်ရှားတင်တာတော့တကယ်ဟိုမဲမဲချင်းချင်းမျက်ခုံးမွေးဆွဲခဲတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအညူရောင်ကိုဆွဲလိုက်တဲ့အခါကျရင်အညီရောင်ဘတ်သွားတဲ့အညီရောင်မျိုးတွေကိုရှောင်တက်ပါတယ်ပြီးတော့ကိုယ့်ဘက်ကအရန်လှကျင်စုံနဲ့မျက်ခုံးတွေကိုဒီလိုမျိုး ချူချူထဲထဲကြီးဆိုတာမျိုးကိုရှောင်တင်ပါတယ်ကိုခါတိုင်းပြင်နေရပုံစံလေးအတိုင်းပဲဒီတိုင်းလေးပဲမိတ်ကပ်ကိုပြင်နေပါတယ်အဲ့တော့ကျွန်တော်အခုမျက်ခုံးမွေးစာစင်မှာဖြစ်ပါတယ်ဒီနေ့ပြင်မဲ့ look ထဲမှာကအားလုံးကိုကျွန်တော်တို့ကပုံမှန်အတိုင်းလေးပဲတဘာဝအတိုင်းလေးပဲလှနေအောင်ဒီထက်ကိုယ့်ရဲ့အလှလေးတွေပို့ပြီးတော့ပေါ်လွင်အောင်လုပ်တာဖြစ်ပါတယ်။ရုပ်ပြောင်းသွားအောင်ပြင်တာမဟုတ်ပါဘူး။အဲဒါကြောင့်မို့လို့ကျွန်တော်တို့အခုဒီနေ့ပြင်တဲ့အခါမှာဒီ natural eyebrow လေးကအရန်ကိုအရေးကြီးပါတယ်။ ခုလိုမျိုးမျက်ခုံးမွေးဆိုတဲ့အခါမှာဆောင်ရွက်ရှာဝင်လေးလည်းပြောစင်ပါလေတယ်။တကယ်တမ်းဆောင်ရမှာကဒီမျက်ခုံးကိုအမြဲတမ်းဒီမျက်ခုံးမွေးလေးတွေတိတိကျကျနှုတ်ထားမယ်မျက်ခုံးလေးတွေကိုလိုရင်လိုသလိုဒီကက်ကြီးလေးနဲ့ညှက်ထားမယ်ပြီးလို့ရှိရင်ရှောင်ရမှာကြာလို့ရှိရင်အခုနပြောတဲ့အတိုင်းပဲမျက်ခုံးကိုအများကြီးထည့်ထားလို့ဒီမျက်ခုံးမွေးဆွဲခဲရတဲ့တအားဖိဆွဲပြီးတော့မျက်ခုံးမွေးထင်းထင်းလေးတွေကိုရှောင်တက်ပါတယ်။အိုက်ရှယ်ဒိုစာဆုံးမှာဖြစ်ပါတယ်။ ိုက်ရှင်းဆိုတဲ့အခါကျရင်တဘာဝကြကြအယောင်လေးတွေကိုရွေးပါတဘာဝကြကြအယောင်လေးကိုရွေးတဲ့အခါမှာဒီလိုမျိုးခုဆိုရင်ကျွန်တော်မျက်ခုံးပေါ်မှာပန်းရောင်ဒီရှမပါတဲ့ပန်းရောင်ဖြောဖြောလေးဆိုထားပါတယ်ပန်းရောင်လိုလိုဒီလိမ္မော်ရောင်လိုလို peach color ပေါ့ဒါလေးကိုအရင်ဆုံးကျွန်တော်မျက်ခုံးမှာစိုးလိုက်ပါတယ်ဒီလိုမျိုးဆိုပြီးတော့တဲ့အခါကျရင်တော့ဒီထက်နည်းနည်းလေးအယောင်ရင်နဲ့ ရွှေရောင်လိုလိုဒါမှမဟုတ်လို့ရှင်ရွှေရောင်မှာပိုင်အောင် ဖောက်သလိုဟာလေးလည်းရပါတယ်။အဲ့လိုအရာလေးကိုဒီမျက်ခုံအပေါ်မှာဆွဲလိုက်ပါ။အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါအိုင်ရှယ်ဒိုးနှစ်ရောင်သုံးပြီးသွားပါပြီ။သုံးပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီမျက်လုံးထောင်လေးတွေကိုအညွှန်အောင်ရင်းရင်းလေးနဲ့ထပ်ပြီးတော့အရာဖော်ပေးလိုက်မှဖြစ်ပါတယ်။ ကျွန်တော်သုံးသွားတဲ့ eye shadow ကတော့ Bella ကနေမကြခင်ထွက်ရှိလာမဲ့ Mogo Pop Pop ရဲ့ဒီ Couture Collection Palette လေးပဲဖြစ်ပါတယ်။အဲ့ထက်ကအရောင်လေးလေးကိုကျွန်တော်သုံးသွားတာဖြစ်ပါတယ်။ခုလိုမျိုးမျက်လုံးပေါ်မှာတကယ်တဘာဝအရောင်ကြီးလေးတွေနဲ့ပြင်ပြီးသွားတဲ့အခါမှာတော့ကျွန်တော် eyeliner သုံးမှာဖြစ်ပါတယ်။ eyeliner ကိုတအားကြီးမဲမဲတင်တင်ကြီးသုံးမဲ့အစားကျွန်တော်တို့လေးပြောင်းပြီးတော့ဒီ eyeliner ခဲတန်လေးအညူရောင်လေးနဲ့သုံးအောင်နော်။ ခုအိုင်လိုင်နာကို ဆိုးပြတဲ့အတိုင်းပဲဒီမျက်တောင်ကြားလေးတွေလည်းရောက်အောင်တစ်ချက်ချင်းစီအိုင်လိုင်နာလေးနဲ့ဖြည်းဖြည်းလေးကျွန်တော်တို့ဆိုးမှဖြစ်ပါတယ်ဆိုးပြီးသွားတဲ့အခါကျရင်ခုဒီလက်ကလေးနဲ့ပဲအိုင်လိုင်နာအပေါ်ကနေလိုက်ပြီးတော့ပုတ်ပေးလိုက်ပါအခုနအစိုးထားတဲ့ eyeliner အယောင်ထင်းထင်းမဖြစ်ပေမဲ့ကိုမျက်လုံးလေးက eyeliner စိုးထားသလိုမျိုးထင်းထင်းလေးနဲ့ဟိုဘက်နဲ့ဒီဘက်နဲ့တော်တော်ကွာသွားတာကိုအားလုံးတွေ့ရမှာပါ အိုင်းလိုက်နိုင်ကြီးကိုထင်ထင်မင်းမင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေအညိုလေးနဲ့ပဲလှအောင်ဆွဲသွားတာဖြစ်ပါတယ်အခုအိုင်းလိုက်နိုင်ဆိုပြီးသွားပြီဆိုတော့မက်စကာရာကလည်းမပါမဖြစ်ပါတော့ကျွန်တော်ကတော့ဒီလိုမျိုးကိုယ့်ငကူမျက်တောင်လေးကိုပဲမက်စကာရာထူထူလေးဆိုးသွားစေချင်ပါတယ်တကယ်လို့ကိုကတော့ဒီမျက်တောင်ထုတက်နေကြရှိတယ်ဆိုလို့ရှိရင်လည်းတက်ပါတကယ်လို့မျက်တောင်ထုတက်နေကြမရှိတဲ့လူတွေအတွက်ကတော့ဒီလိုမျိုးနေမျိုးမှာစမ်းတက်တဲ့ပုံစံမျိုးနဲ့မတက်တတ်ပါဘူးမက်စကာရာကိုတစ်ထပ်ပြီးမှနောက်တစ်ထပ်နှစ်ထပ်ဆိုပါအဲ့ဒါမှ ကိုယ့်ရဲ့မျက်တောင်လေးတွေကရှည်လဲရှည်လာမယ်ပြီးလို့ရှိရင်မျက်တောင်လေးတွေပိုပြီးတော့ထူလာတယ်လို့လည်းထင်ရပါတယ်။အောင်မျက်တောင်ကိုမတ်စကာရာစိုးတိုင်းပေတဲ့လူတွေအတွက် ကျွန်တော်မှာ trick လေးတစ်ခုရှိပါတယ်။ဒါကတော့ကိုယ်နီးစက်ရာစကူပြားလေးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် plastic ပြားလေးပဲဖြစ်ဖြစ်အနည်းဆုံး business ကလေးရှင်လို့ရှင်လည်းရပါတယ်။အဲ့ဒါလေးကိုယူလိုက်ပါယူပြီးလို့ရှိရင်အခုလိုမျိုးမျက်လုံးအောက်ထဲမှာထည့်လိုက်ပါထည့်ပြီးတဲ့အခါကျရင်ဒီ mascara ဆိုးတဲ့အတန်လေးရဲ့ထိတ်နဲ့ မျက်တောင်လေးတွေကိုတစ်ခုချင်းစီကော့သွားပေးလိုက်ပါဒါဆိုလို့ရှိရင်တော့အောက်မျက်တောင်လေးရေလဲမက်စကာရာဆိုးပြီးတော့ကော့ကော့လေးရေနဲ့လှနေမှာဖြစ်ပါတယ်ဘရောင်ဇာကိုတော့မသုံးဘဲနဲ့ခြံထားလို့ရပေမဲ့ပါနီလေးကိုတော့တုံးစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကတုံးတဲ့အခါမှာအရန်ပန်းရောင်ဖတ်မသွားဘဲနဲ့ဒီ peach color လေးတုံးမှာဖြစ်ပါတယ်ပြီးတော့ highlighter လေးတုံးมาဖြစ်ပါတယ် highlighter ကိုကျွန်တော်တို့ဒီ ရခုံရိုးရဲ့ပါရိုးရဲ့နှာခေါင်းပေါ်နည်းနည်းရဲ့တင်မှာဖြစ်ပါတယ်။အလုံးပြီးသွားတဲ့အခါကျတော့နှာခမ်းဒီဆုံးမဲ့အခါမှာနှစ်မျိုးဆုံးလို့ရပါတယ်။နည်းနည်းမျက်နှာကိုတကယ်ကိုဖြော့ဖြော့လေးနဲ့ပိုင်အောင်တန်တန်လေးဖြစ်ချင်တဲ့လူတွေအတွက်ကတော့ပိုင်အောင်နှာခမ်းဒီလေးဆိုပါ။အဲ့ဒီအတွက်ကျွန်တော်ရေးချက်ထားတာကတော့ Bella Mafia Matte ရဲ့ခိုင်တင်းကြီးရဲ့ Love ပဲဖြစ်ပါတယ်။ဒီချစ်သူများနေမှာ အချစ်တွေကိုပေါ်ဆောင်တဲ့ love ပဲဆိုမှာပေါ့နော်။ဒါဆိုရင်တော့တကယ်ကိုနူးနူးညံ့ညံ့လေးနဲ့ပိုင်းအောင်တမ်းပြီးတော့တဘာဝအလှလေးအတိုင်းပြင်ထားတဲ့ Valentine's look လေးရပါပြီ။အခုလိုမျိုးမျက်နှာကိုဖြော်ဖြော်လေးပြင်ထားတဲ့အတွက်ကြောင့်မလို့တဘာဝကြကြလေးနဲ့လှနေပြီ။ဒါပေမဲ့ကိုကတနည်းရရမှာတကယ်ကိုထင်ထင်ပေါ်ပေါ်လေးဖြစ်စင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနှကန်းညီလေးနဲ့မှဖြစ်မယ်နော်။အဲ့တော့အခုနကမိတ်ဆက်ပေးသွားတယ်။ red carpet collection เนี่ยကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ confident ကိုကျွန်တော်ဆိုမှာဖြစ်ပါတယ်နှက္ခဏီဆိုတဲ့အခါမှာစောင်းရဲရံမှန်လေးတွေကိုပြောချင်ပါတယ်။နှက္ခဏီစောင်းသွားမှာတော့ကိုဆိုးထားတဲ့နှက္ခဏီအရာကိုမဖြစ်မနေကိုအိတ်ထဲမှာစောင်းသွားပါ။နောက်တစ်ခုက နှက်ခမ်းဒီမစိုးခင်မှာတည်တည်ချာချာလစ်ဘမ်းလေးတွေတုံးထားပါပြီးတော့နှက်ခမ်းပေါ်မှာရှိတဲ့ဒီအရေပြားတွေထောက်နေတာတွေနှကန်းကွဲတာတွေဘာတွေဖြစ်နေတာတွေကိုလည်းတတ်တာအောင်လို့ scrub လုပ်တဲ့လည်းလုပ်ထားပါ scrub လုပ်ရတာအရင်လွယ်ပါတယ်အုံးစီရဲ့တကြားရဲ့ရောပြီးတော့နှကန်းပေါ်မှာပုတ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ရပါတယ်ပြားရည်ထည့်ခြင်းလည်းရပါတယ် အဲ့တော့အဲ့လိုမျိုးအရင်လုပ်ပါပြီးတဲ့အခါကျလို့ရှိရင်နှာခမ်းကြီးမဆိုးခင်မှာလစ်ပါမလေးကိုခံပါပြီးတော့မှတိတ်တိတ်ချာချာဆိုးပါနှာခမ်းကြီးဆိုးတဲ့အခါမှာအရန်ကြီးဟိုအပြင်ကိုလိုင်းနေမထွက်ဘဲနဲ့ကိုယ့်ရဲ့နှာခမ်းသားလေးအတိုင်းပဲဆိုးပါနှာခမ်းပါတဲ့သူကြီးအတွက်နှာခမ်းခြောက်တက်တဲ့လူကြီးအတွက်ကတော့ကျွန်တော်ကဒီလိုအဆိုးတတ်ပါတဲ့နှာခမ်းကြီးလေးကိုဆိုးစေချင်ပါတယ်တကယ်လို့ကိုယ်ကလည်းနှာခမ်းကိုထင်း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 နဲ့ထားတတ်မယ်ပြီးတော့တိတ်တိတ်ချာချာလက်ညင်ညင်လေးနဲ့ဆိုးတတ်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး matte lipstick လေးကိုဆိုးဖို့အဆင်ပြေပါတယ် ခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲ Valentine Day မှာအလှဆုံးဖြစ်နိုင်ကြပါစေပြီးတော့ Valentine Day ဆိုတာကအချစ်တွေကိုဖော်ကျူးတဲ့နေ့ဖြစ်ပါတယ်အချစ်ဆိုတဲ့နေရာမှာ6500အချစ်တဲ့မဟုတ်ပဲနဲ့928အချစ်မြတ်တာတွေကိုလည်းဖော်ကျူးလို့ရပါတယ်ဒီအချိန်မှာကိုယ့်ရဲ့တငယ်ချင်းတွေဆွေမျိုးမိဘဆရာဆရာမတွေအားလုံးကိုလည်းကိုချစ်တဲ့လူတွေကိုလည်းချစ်ချောင်းခင်ချောင်းပြောလို့ရပါတယ်လက်ဆောင်လေးတွေလည်းပေးလို့ရပါတယ်အဲ့တော့အားလုံးပဲ Valentine Day မှာတကယ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့အချစ်တွေနဲ့ပြေဝတဲ့နေ့လေးအားလုံးပိုင်ဆိုင်နိုင်ပါစေအားလုံးအညီကင်းပေးရှင်စွာနဲ့ Valentine Day ကိုပျော်ပျော်ပါပါဖြတ်သန်းနိုင်ကြပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါတယ်အားလုံးတက်တာ